ခန်းနီဝီရဲ့ဒိတ်သုံးစေပြဒနာကြောင့်စီဝါရေးကြောင့်ဒီနောက်ဆက်ခံနေရတဲ့မရှားထွန်းတွေပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ခန်းနီဝီနဲ့မရှားထွန်းတွေတို့ရဲ့ဒိတ်သုံးစေပြဒနာကဆိုရှယ်မီဒီယာမှာဟိုလိတကြောကြောဖြစ်ခဲ့တာပါမရှားထွန်းတွေဟာခန်းနီဝီစီယာအကောင့်လေးကိုဒိတ်သုံးစေမှလွှဲခဲ့တာကို ပြန်မပေးရကနေပြဒနာတွေကစတင်နေခဲ့တာပါခန်းနီဝီကလည်းတရားဝေတိုင်ဖြည့်ရှင်းမယ်ဆိုပြီးတော့ စာရီကောက်တင်ခဲ့တယ်လို့မရှားတဲ့တွေဘက်ကလည်းသူ့မှာမှမရှိဘဲနဲ့ငွေပဲပြန်လို့ခြင်းချောင်းကိုစာရီတင်ကပွေးစုခဲ့ကြတာပါ။ဒါပေမဲ့မရှားတဲ့တွေဘက်ကငွေတောင်းရတာကိုရှက်လာတာကြောင့်တိတ်သုံးစီကိုဆုံးခံလိုက်တော့မှာပါဆိုပြီးတော့ပြည်တနာကိုရှက်လိုက်တာပါ။မရှားတဲ့တွေကငွေကိုပြန်မြှော့တဲ့အတွက်ခိုင်နှွေဘက်ကလည်းငြင်းနေခဲ့ပါရီ။ဒါကြောင့်မလို့ပြည်သက်တရားလည်းမရှားတဲ့တွေနဲ့ခိုင်နှွေတို့ရဲ့တိတ်သုံးစီပြည်တနာကပြီးသွားပြီလို့ထင်နေကြတာပါ။ဒါပေမဲ့ထင်ထားသလိုမဟုတ်ဘဲနဲ့မေရှားတက်တွေကစိတ်နှောက်ရှက်ပေးတာတွေကိုစက်ကြုံနေရတာပါ။ တင်း30ကိုရှုံးခံတော့မယ်ဆိုပြီးတော့သူမဘက်ကနေလက်လျှော့လိုက်ပေမဲ့ပေးတူတချို့နဲ့အကောင့်တွေကသူမကိုစာတချို့လာပို့နေတာပါအစိုးရစာထဲမှာမြေရီချူကလူအယုံစိုက်အောင်လုပ်နေနေမည်ကြီးကြီးနေတယ်ဆိုရဲစာရီပြေးပို့ကြတာပါဒါပြီးမရှားတဲ့တွေကမလုကင်းနဲ့အလုချိုလုပ်နေတဲ့ပုံစံမျိုးနဲ့ကြောက်လန့်အောင်ပို့ရတာလည်းရှိပါသေးဒီစာရီကြောင့်မရှားတဲ့တွေကခုချိန်ထိစိတ်ရှုပ်နေရတာပါဂျာရီမကာသီးဝဲနဲ့လူတချို့စီကနေထင်းမြင့်သိခင်အားကမရှားတဲ့တွေရဲ့အလုလေးဆုပ်ရှုပ်နေတာတွေဖြစ်လာနိုင်တာပါမရှားတဲ့တွေကအထိဆိုင်ဖွင့်ထားတာပါ စိတ်ယုံကိုယ်တိုင်ချုပ်တာဖြစ်ပြီးတော့အထည်ဆိုင်တဲ့ခိုင်မာရက်တီတီတာပါဒါကြောင့်မလို့သူမနေနဲ့အာယုံဆိုင်အောင်နမဲကြီးအောင်လှုပ်ဆရာမလို့ဘူးဆိုပါရင်ဒါပြင်သူမရဲ့အလောက်ကလူသိရှင်ကြလို့တဲ့အလုပ်ဖြစ်တယ်လို့ မိဘကိုအေးစိလေးရှာကျွေးနေတာမလို့မနှောက်ရှပါနေဆိုပြီးတော့မေတ္တာရက်ခံလာခဲ့တာပါ။မရှားတဲ့နယ်ဟာအသက်ကြီးတဲ့မိဘတွေကိုလှုပ်ကျွေးနေတာဖြစ်တာမို့စိတ်ရှုပ်နေရတာပါ။ဒါပြင်သူမစီဝါရေးကိုမိကိုနေတဲ့အလုပ်သမားတွေလည်းရှိသေးတာမို့နောက်ထပ်စာရီပို့ကတိတ်ခါမချဖို့တောင်းဆိုလာခဲ့တာပါ။ခနင်းဝေစီကပတ်စံသိသုံးဆယ်လည်းမယူတော့သလိုသူနဲ့ဆိုင်တဲ့ post လည်းမတင်တော့ဘဲကိကင်ရှင်းရှင်းသာနေကြတော့ចောင်းကိုလည်းတိပေးလာခဲ့ပါရီ။မရှားတဲ့နယ်ကိုဘသူတွေကစာရီပို့နေလဲဆိုတော့သိချာမသိရသေးပါဘူး။ ဆာလာပို့ရတဲ့သူတွေနဲ့ page တွေဟာတူတွေသားဖြစ်ပါရင်ဒါကြောင့်မလို့စိတ်ရှုံအောင်တမင်နောက်ဆက်ခါစာပို့နေရပါမရှားတဲ့တွေကတော့သူမကိုထပ်ပြီးတော့မပို့နဲ့လို့သာတောင်းပန်ထားတာပါမရှားတဲ့နယ်ဘက်ကစာနယ်ရေးတည်ခဲ့တာကြောင့်ခန်းနေဝေကလူအများကြီးမှတော်လေးဝေဖန်မှုမြင့်တက်သွားခဲ့တာပါလူအများကခန်းနေဝေကိုယူသားဖြောင့်မတ်မှုရှိတဲ့သူလို့သာဆွဆွဲနေခဲ့ကြတာပါခန်းနေဝေကဘာမှမတုတ်ပြန်ပေမယ့်အမျိုးသားဖြစ်သူကတော့အထက်နဲ့အောက်ရောသမားမွေကစိတ်ဆိုပြောဆိုနေခဲ့တာဖြစ်ပါရင်လက်ရှိမှာတော့ခန်းနေဝေကလည်းငင်းငင်းလေးသာနေနေပြီဖြစ်က ဆိုရှယ်မီဒီယာမသုံးမနဲ့နေနေတာပါစိတ်နှောင့်ရှက်မပေးဖို့တောင်းဆိုလာတဲ့မရှားထွက်တဲ့ပုံမှာပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်အစောနေ့ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီတင်နုပညာရှင်တွေရဲ့အသေးနဲ့တူပြန်လာခဲ့ပါအောင်ပဲရှင်ဒီနေ့တော့လောင်းနေပဲနှုတ်ဆက်ခဲ့ကြပါတယ်အာဘိနာစင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလေးကိုစိတ်နှလုံးရှင်လန်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆူတာမစ်တာစ်ကလေးလက်ဆောင်ပိုင်းနေပဲ ဒီနေ့ရဲ့အစီအစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရီအာဘိနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းနဲ့ကိုယ်စိတ်နှလုံးရှင်လင်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေလီကနေပြီးတော့ဆူတာမီတာစကားလေးပို့တာရင်းနဲ့နှုတ်ဆက်လိုက်ပါရရှင်